တော်လျာတည်သွားလို့ရတဲ့ဒုစကားတို့ဒုတ်တိုင်းတို့ဆိုတာအတော်များများကဘာမှမဟုတ်ဘူးလို့ထင်တယ်ဗျဒါပေမဲ့တကယ်တမ်းအယုဒ္ဓယဆိုတဲ့ယုဒ္ဓယအထိကိုတက်သိမ်းနိုင်ခဲ့တဲ့တင်ကြီးဒုတ်ဆိုတာမြမသမိုင်းမှာအထင်ရှားရှိခဲ့တယ်ဗျကောမလေးတကူလည်းတွေးလိုက်တယ်အလောင်းမီဒီယာကြီးရဲ့တူနဲ့အတူချီတက်ခဲ့တဲ့တင်ကြီးဒုတ်တိုင်းတက်ဖွဲ့အကြောင်းကို ရှာဖွေလေ့လာပြီးတော့ဗီဒီယိုလေးလုပ်ဖြစ်သွားတယ်အစအဆုံးကြည့်ပေးပါဗျခင်ဗျားတို့အကျိုးတစ်ခုရမယ်ဒုတ်တိုင်းနဲ့ပတ်သက်ပြီးတော့ရမယ်လို့အားမခံပါနဲ့ဗျတင်ကြီးဒါမှမဟုတ်တင်ကြီးဒုတ်ဆိုတာပါလေတင်ကြီးဒုတ်ဆိုတာကတော့ကုန်းမောင်ခေဦးအလောင်းမင်းတရားကြီးလက်ထက်မှာထင်ရှားကြော်ကြားခဲ့ပြီးတော့အထူးပြုလုပ်ထားတဲ့ဝရင်ဒုတ်ရှိလက်နက်တွေကိုခေါ်တာဖြစ်တယ်ဗျတမန်ဝရင်ဒုတ်တွေနဲ့မတူဘဲနဲ့စစ်ပွဲမှာတိုက်ခိုက်တဲ့အခါဓာလန်လက်နက်တို့နဲ့ရင်ဆိုင်တဲ့အခါမှာ အနံ့ရရှိအောင်ဒုတ်ဓာလက်နဲ့တွေရန်သူရဲ့ဓာလန်လက်နဲ့တွေကျိုးသွားတဲ့အထိရင်ဆိုင်နယ်လောက်အောင်မာကျောဖို့အတွက်အစစ်စစ်ပြုလုပ်ထားတဲ့လက်နက်မျိုးကိုခေါ်တာဗျပြုလုပ်ပုံကထူးခြားတယ်ဝါးကိုရွေးချယ်တဲ့အခါမှာဝရင်ဒါမှမဟုတ်ဝဘိုးဝါးအမျိုးအစားထဲမှာလက်တဆုပ်လုံးပတ်ရှိတဲ့ဝါးကိုရွေးချယ်ထားတယ်ပြီးတော့မာကျောအောင်လုပ်တယ်ဘလို့မာကျောအောင်လုပ်လဲဆိုတော့နွားမထမ်းရဲ့ကျင်ငယ်ကြီးအမြမလိုပြောရတော့သေးသေးမှာပေါ့နှစ်ရက်သုံးရက်လောက်စိန်ထားရတယ် ပြီးတော့မှနေလန့်နေမီးတင်းနေပေပေါ်တင်ပြီးတော့တူဖြင့်ထုချင်းတို့ကိုလည်းလှုပ်ဆောင်ရတယ်လို့အဆိုရှိတယ်ဗျအဲ့လိုလှုပ်လိုက်တဲ့အတွက်ဝါကြောတွေတည်ပြီးတော့တံမဏိအလာမှာကြောသွားတယ်ဗျဓာတ်နဲ့ပိုင်းရင်တော့မှမပြတ်ဘူးဓာတ်အောင်ကျိုးသွားနိုင်တယ်လို့အဆိုရှိကြတယ်တင်ကြီးတို့ကထူးဆန်းတယ်ဗျပုံမှန်တံမှန်တိုင်းသမားတွေအသုံးပြုတဲ့ဒုတ်ရှည်ထက်ပိုရှည်တယ်သူကအသုံးပြုတဲ့လူရဲ့အရက်ထက်တတောင်းထွာပိုရှည်အောင် ဖြတ်တောက်ပြီးတော့မှအသုံးပြုလေးရှိကြတယ်ဗျပုံစံကတော့ထိတ်နှစ်ဖက်ကိုခြုံထားတယ်လက်ကင်နေရာနဲ့အစစ်အပိုင်းတွေကိုရှော်ကြိုးတွေနဲ့တင်းကျပ်စွာစီးနှောင်ထားတယ်လက်ကင်မှာခြုံထွက်အောင်စီးထားတဲ့သဘောမျိုးပေါ့အသုံးချနိုင်တဲ့အချက်လက်ပေါ့နော်လှန်လိုမျိုးထိုးတဲ့အခါကျရင်ကျွဲတရီကိုတောင်ဖောက်နိုင်တယ်ရိုက်လိုက်ရင်တော့အတွင်းကြီးကြည်ပြီးတော့ဒဏ်ရာရစေနိုင်တယ်ပေါ့အသက်ဆုံးရှုံးနိုင်တဲ့အထိတိုက်ခိုက်နိုင်တယ်လို့အဆိုရှိတယ်ဗျကျုပ်ကတိုင်းသမားလည်းဖြစ်တဲ့အပြင်ဘန်တိုဘန်ရှေဆိုတဲ့မြမယူကတိုင်းပညာ အစဉ်အဆက်နဲ့သမိုင်းကိုဝါသနာပါတဲ့အတွက်ဆက်ပြီးတော့အချက်လက်တွေကိုလေ့လာကြည့်တဲ့အခါမှာသမိုင်းမှတ်တမ်းနေတဲ့တိုင်းပညာလေ့လာသူတွေရဲ့အဆိုအရဆိုရင်တင်ကြီးကရိုးရိုးဝရင်းတုပ်တက်တက်မဟုတ်ဘူးမြမရိုးရဘန်ရှေလက်နက်ကိုင်းတိုင်းပညာတွေရဲ့အထွတ်ထိပ်လက်နက်တခုဖြစ်တယ်ဗျအလောင်းမင်းတရားကြီးနဲ့ကုန်းမောင်ခေစစ်တီတွေစစ်ဘရင်တွေရဲ့အောင်ပွဲတွေမှာဒီတက်ဖွဲ့ရအရန်ကိုအဓိကကြားခဲ့တယ်ဗျနံပါတ်1တင်ကြီးလက်နက်ရေးစစ်ဗျူဟာသဘောတရား တင်ကြီးတက်ဖွဲ့ကိုတနတ်ဝန်လက်အောက်မှာထားရှိရခြင်းမှာနည်းနည်းတဲ့စည်ရေးရည်ရွယ်ချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ရှေးခေတ်ကြောင်းမီးသွေးတနတ်တွေကရန်ထိုးဖို့အချိန်ကြတယ်တနတ်ပြစ်ပြီးရင်ရန်ထိုးဖို့စောင့်နေရတဲ့အချိန်မှာရန်သူတွေကအနိကဝင်ရောက်စီးနှင်းတိုက်ခိုက်တဲ့အခါမှာတနတ်တပ်သားတွေကရုတ်တရက်အကာအကွယ်မဲ့ဖြစ်ပြီးတော့အသက်အန္တရာယ်ဆုံးရှုံးနေတဲ့ထိခိုက်သွားနိုင်တယ်ဒါကြောင့်မလို့တင်ကြီးတက်ရဲ့တောင်ပေါ်ကဒီချိန်မှာထန်းဆောင်လာပြီ အဲ့ဒီချိန်မှာတင်ကြီးတပ်သားတွေကတနတ်သမားတွေရဲ့ရှေ့ရနေဝင်ပြီးတော့မှကာခွေရေးအတွက်တော့လကောင်းရန်သူတွေခြေမုံးလာတဲ့လက်နက်တွေတုတ်သားလက်နက်တွေကိုရိုက်နဲ့ထိုးဖြတ်တဲ့ချိန်မှာကာခွေပေးတယ်ဗျအဲ့တော့ဥရောပမှာတနတ်သမားတွေကိုလှန့်ရှည်တက်တွေကာခွေပေးသလိုမျိုးမြမရိုးရာတက်တွေမှာလည်းတင်ကြီးတက်ကအဲ့ဒီတာဝန်ကိုယူခဲ့တဲ့ပုံစံမျိုးဖြစ်ပုံရတယ်ဗျဒါကြောင့်မို့၎င်းတို့က တနတ်ဝင်ရဲ့အမိတ်အောင်မှာထားရှိတာဖြစ်မယ်လို့တော့ကျုပ်ကထင်တယ်ဗျ။နံပါတ်1တိုင်းပညာနဲ့တိုက်ခတ်ရေးပုံစံတင်ကြီးတိုင်းကွက်တွေကတာမန်ရိုက်ချက်တွေမဟုတ်ဘူးဗျ။ခန္ဓာကိုယ်ရဲ့အချက်ကြာကြတဲ့ filter point တွေဖြစ်တယ်။ vital point တွေကိုပြတ်မှတ်ထားတယ်ဗျ။နောက်ကြတော့တင်ကြီးဒုတ်ကရှည်တယ်။ပုံမှန်ထက်တောင်းထွာလူတမန်ရဲ့အရက်ထက်တောင်းထွာလောက်ပိုရှည်တာဖြစ်တဲ့အတွက်အကွာဝေးထိန်းချုပ်တဲ့နေရာမှာအရန်အသုံးဝင်တယ်ဗျ။တင်ကြီးကဓာတ်ထက်ရှည်တယ်။ ဒါကြောင့်မလို့ရန်သူကကိုယ့်ရဲ့တက်တွေကိုဓာတ်နဲ့လာခုတ်ဖို့ပြေးလာရင်တင်ကြီးရဲ့ထိတ်မှရှိတဲ့အချွန်နဲ့လဲထိုးလို့ရတယ်လို့အဝေးကနေလဲလှမ်းပြီးရိုက်လို့ရတယ်အဲ့တော့တစ်ဖက်ရန်သူကခန္ဓာကိုယ်မှာတန်ချက်အင်းကြီးတွေဝစ်ဆင်ထားခဲ့တယ်ဆိုရင်တော့မှရိုးရိုးဓာတ်နဲ့ခုတ်ရင်တော့ဒီကောင်တွေကတန်ချက်ကတွေကမပြတ်ဘူးဒါမဲ့တင်ကြီးဒုတ်လိုမျိုးအရန်မာကြောတဲ့ဝရင်ဒုတ်တွေနဲ့ပြင်းထန်စွာရိုက်လိုက်တယ်ဆိုရင်တော့တန်ချက်ကအောက်ကအယိုးတွေကိုပေါ့မှာကြည်သွားစေနိုင်တယ်ဗျအလောင်းမင်းတရားလက်ထက်မှာ နောက်ထပ်တိုင်းပညာတွေပေါင်းစပ်မှုတွေရှိလာခဲ့တယ်လို့အဆိုရှိတယ်အဲ့တော့ဘလို့အဆိုရှိလဲဆိုတော့မြမရိုးရာဘန်ရှေပညာဖြစ်တဲ့လန်ရေး38ချင်းကိုဒုတ်တန်းရရိုက်ွက်တွေကာခွက်တွေနဲ့ထည့်ပြီးပေါင်းစပ်သုံးခဲ့တဲ့အတွက်အင်မတန်ကို ပြောင်မြောက်တဲ့တိုက်ပွဲဝင်ကျင်ကြီးတိုင်းတွေပေါ်ပေါက်လာခဲ့ဟန်ရှိပါတယ်ဗျနံပါတ်3ကတော့တင်ကြီးတက်ဖွဲ့ဖွဲ့စည်းပုံနဲ့စွမ်းရည်ဒါကတော့အလောင်းမီဒီယာလက်ထက်မှာပို့ပြီးတော့မှပေါ်ပေါက်လာခဲ့တာဖြစ်တယ်ဗျ တမိုင်းနောက်ခံအရပကံခိအကြီးကြီးចောင်းနေမှာဘွဲចောင်းနေမှာဗောနောဘန်ဒိုဘန်ရှီတုတ်တိုင်းပညာရက်တွေကိုတေချာစနစ်တကျတင်ကြားခဲ့ပေမဲ့ကုန်းမောင်ခိဦးအလောင်းမင်းတရားကြီးလက်ထက်မှာမှတင်ကြီးတက်ဆိုပြီးတော့မှတေချာတက်အဖြစ်စနစ်ကျဖွဲ့စည်းခဲ့တာဖြစ်တယ်ဖွဲ့စည်းပုံကတော့ကုန်းမောင်ခိမှာဗောတင်ကြီးတက်ကိုအစင်းစင်ကိုကဲအုပ်ချုပ်ပုံကဒီလိုမျိုးဗျတင်ကြီးတက်သား10ဦးမှာသွေးတောက်2ဦးပါဝင်တယ်သွေးတောက်10ဦးမှာ အိုးစားကြီးတဦးအိုးစားကြီးကိုတော့အကြက်အစင်းလို့ခေါ်တယ်အိုးစားကြီး10ဦးမှာတော့ပြန်ချီဘွဲရတပ်မိုးတဦးအစင်းစစ်ကိုကဲအုပ်ချုပ်တယ်ဗျစုစုပေါင်းလူအင်အား1000ခန့်ပါဝင်တဲ့အထူးတပ်ဖွဲ့ဖြစ်တယ်နံပါတ်၄ကတော့စစ်ပွဲများအတွင်းစွမ်းဆောင်ရည်ရိုးရဲမြန်မာစစ်ပွဲတွေမှာတင်ကြီးတပ်ကရှေ့တန်းကနေပါဝင်ခဲ့တာဖြစ်တယ်စိတ်သက်စစ်စင်ရေးအနေနဲ့ကတော့တင်ကြီးတပ်သားတွေကစစ်ချီရမှာမြေကြီးကိုဒုတ်ဖြင့်စောင့်ပြီးတော့အတန်ပေးခဲ့တယ်ကျွေးကြော်တန်းတို့နဲ့ရန်သူရဲ့စိတ်ဓာတ်ကိုချင်းချောက်နိုင်ခဲ့တယ်ဗျ ။တမိုင်းဝင်အမှတ်တမ်းတွေအရ၎င်းတို့ရဲ့စွမ်းဆောင်ရည်ကြောင့်မလို့မြန်မာတို့အယုဒ္ဓယာမြို့ကိုဝရင်ထုတ်ဖြင့်တက်သိမ်းခဲ့တယ်ဆိုတဲ့ဝေါ်ဟာရဆိုယိုးစကားလေးကြံခဲ့တယ်ဗျ။၎င်းကတော့မြန်မာတို့ရဲ့ရဲစွမ်းတက်တီနဲ့ရိုးရာလက်နက်ကိုအသုံးပြုပြီးတော့ခင်မီလက်နက်များကိုအနိုင်ယူနိုင်ခဲ့တဲ့ပြရုပ်တစ်ခုဖြစ်လာခဲ့တယ်ပေါ့။အဲ့တော့ခင်ဗျားတို့ရောတင်ကြီးတုတ်တိုင်းနဲ့ပတ်သက်ပြီးတော့တခြားအထွေထူးအမတ်တရအနေနဲ့ပြောပြစရာရှိသလားဗျ။အမှတ်ချက်လေးတွေခြံထားခဲ့ပါဦး။ အစားဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့စိတ်ဝင်စားစရာဗီဒီယိုလေးကိုမျှဝေပေးပါမယ်ဗျအခုကျုံရဲ့29ရဲ့နေ့မှာစမယ်လက်တွေ့သုံးချဒုံးစကတိုက်ခိုက်နေတက်ရ join မယ်ဆိုရင် join လိုက်ပါဒင်းနဲ့စရင်တိတ်မလို့တော့ပါဘူးဗျကျေးဇူးတင်ပါတယ်